ဆော်ရီရဲ့မလောက်ဆရာလောကလာဆာကိုညင်းဖယ်ပြီး United အတွက်ဆက်လက်ပေးဆက်သွားမယ်တစ္ဆာရှင်ကြီး Bruno ဘရိတ်မလောက်ပဲမိတ်လာများရွှေဦးအန်ဖတ်ခွန်ရှိကို online ချင်းကနေပြန်လဲကြိုးလိုက်ပါရင် Bruno Fernandes နဲ့ Manchester United အသင်းပေါ်ထားရှိတဲ့တစ္ဆာတရားကကြောက်ခမန်းလေးလိပါပဲဒီဘက်ကမှနောက်ထပ် Rayo ကိုမမြင်နိုင်ရတော့လို့ဘူးလို့ထင်မှတ်ရပေမဲ့ Bruno က United အတွက်အသင်းဘက်ကမလို့အဖူးလို့မပြောမချင်းထွက်သွားမဲ့ပုံစံပါတော့မရှိဘူးဖြစ်ပါရည်အခုလော Bruno United မှာဆက်ရှိနေမယ်လို့သိရတော့တရားဒီပရိသတ်တွေအတွက်အတိုင်းမသိဝမ်းမြောက်စရာဖြစ်နေမှာဖြစ်ပါရည်ခွဲခွာခြင်းဆိုတော့ နောက်ကြရလေကောင်းလေပါပဲဘရူနိုဟာဆော်ရီဘရိုလီရဲ့စီးစိန်ဥစ္စာပုံပေးမှုကိုညှင်းပယ်ပြီးယူနိုက်တက်မှာစတင်ကိုဆုံးဖြတ်ခဲ့သူပါဆော်ရီဘက်ကသူ့ကိုလောက်ခလာအစားပေါင်သန်း200အထိပေးခဲ့တာဖြစ်ပြီးဒါကိုညှင်းပယ်ခဲ့တာဖြစ်ပါတယ်ဒီမာနာဟာတသက်သုံးမကုန်နိုင်တဲ့ပမာဏမျိုးလည်းဖြစ်ပါတယ်နောက်ထပ်ထူထားတဲ့အချက်ကအိလေအသိန်းလုံးအသိန်းကိုညှင်းဆန်ခဲ့တာပါအိလေဟာကလပ်ကဘာပလာဝင်ခွင့်ရထားတဲ့ပြင်သိမ့်မချာကင်မာနီးပြအဖြစ်အင်တာမီလန်နီးပြအင်စာဂီကိုခန့်အပ်တော့မဲ့အသိန်းဖြစ်ပါတယ်ဒါ့အပြင်အိလေဟာဆူပလာတွေကိုအာမခံချက်ပေးနိုင်တဲ့အသိန်းမျိုးဖြစ်တာကြောင့်ဘရူနိုသာပြောင်းကစားရင် ဖလားရင်တန်းစီရပါပါဒါပေမဲ့သူက United အတွက်ဆက်လက်ကစားပေးဖို့ကိုသာစိတ်အားထက်သန်နေတာပဲဖြစ်ပါရင်ပေါ်ပြီးလေးစားဖို့ကောင်းတာက United ဟာဥရောပဝင်ခွင့်မရထားတဲ့အပြင်အဖက်ဘက်ကအနှုတ်လက္ခဏာဆောင်နေတာပါဒီလိုအသင်းမျိုးကိုစိတ်အားထက်သန်ဖို့အပြင်နဲ့ဆက်ကစားပေးဖို့ဆိုတာဘလိုလိုပဲတက်နိုင်မယ့်ကိစ္စမျိုးဖြစ်ပါရင်ရွှေဝင်စီစဉ်ဥစား contract အသင်းပေါ်ချစ်မြတ်နိုးစိတ်နဲ့ဂုံလိခါတို့ကိုပုံမြန်နိုးတယ်ဘလိုလိုပဲဖြစ်ပါရင်သူအနေနဲ့ sorry ပါသာသာရရဖြေသွားခွက်လို့ရပါမယ်မလုပ်ခဲ့တာပါဒါပေမဲ့မလေးရှားချင်းစမ်းပွဲခေးသွားတော့ကလည်း ပြိုင်တက်လူကိုပေးခဲ့တဲ့ကလေးလေးအတိုင်းအသင်းမှာဆက်နေခဲ့တာဖြစ်ပါတယ်။ United ပြိုင်တက်တွေအတွက်ကတော့ Bruno ဟာတကယ့်စစ်တီလေးသိန်းအားရှိတဲ့သူရဲကောင်းတူပါပဲ။ United မှာသူ့ထက်ပိုပြီးပေးဆက်ကစားနေတဲ့ကစားမှမရှိဘူး။ United ရှုံးရင်သူ့ထက်ပိုဝမ်းနေတဲ့သူမရှိဘူး။ United နိုင်ရင်သူ့ထက်ပိုဝမ်းတာတဲ့သူမရှိဘူး။သူက United ရဲ့အသွေးသားပဲ။အိမ်မက်ပြဆက်ယုံမှာလာရောက်ဖျော်ဖြေနေတဲ့ပေါ်တူဂီမော်ဆရာပဲသူက United ရဲ့အမြင့်မားဆုံးဆက်ရှင်ဆူလာအနေအဆုံးကနဝင်သူနမေဟာ Ultra 4နဲ့ ထက်တူကြနေပါလိမ့်မယ်ဘရူနိုဟာယူနိုက်တက်အတွက်စစ်တီလေးသိမ်းမကများပြားတဲ့ခေါ်ပဲအသင်းရဲ့ကနဝင်ကြောက်ဆောင်ပါပဲမြန်မာသမိုင်းမှာချန်စစ်သားငထွေယူငလုံးလက်ပင်ညာဦးဖီးဆိုတဲ့သွေးကောင်း၄ဦးကိုစစ်တီလေးသိမ်းအားနဲ့ညီမြတယ်လို့တင်စားခေါ်ကြပါတယ်ဒါတကယ်ဟုတ်မို့မသိပါဘူးဒါပေမဲ့ဘရူနိုကတော့လက်တွေ့ဆန်တဲ့စစ်တီလေးသိမ်းပါပဲဘရူနိုဟာအသင်းအတွက်မမောပန်းနိုင်ပေးဆက်ပြေးလွှာကစားသူ ကွင်းနေနေမှာကွင်းပြင်ပေါက်မှာလဲဆံပြဖြစ်အောင်နေထိုင်သူဟာဘူနိုကတော့လက်တွေးဆံနေစစ်တီလေးသိမ်းမှာပဲသူစီကနေတွင်းကိုလားဂိုးဖန်နေပြင်မူလားနေရာစုံကစားနိုင်စွမ်းလားအသင်းကိုဥဆောင်နိုင်စွမ်းလားလူသမားအကုန်ရပါတယ်ဒန်ယာပြဿနာကင်းစင်တာကတော့သူ့ရဲ့အာသာချက်ပါပဲ United ပြည်သက်တွေဒန်ယာကြောင့်ဘူနိုနားရမယ်ဆိုတဲ့စကားလုံးကိုကြားတော့မကြားဘူးပါဘူးဘူနိုဟာစစ်တီလေးသိမ်းအားနဲ့ညီများတဲ့သူဖြစ်ပါတယ်အမော်ရီနေနဲ့ဘယ်နေရာမှာအသုံးပြုသွားမလဲဆိုတာစောင့်ကြည့်ရမှာပါ ဘရူနိုဟာတရားသည့်အခွင့်အရေးဖန်တီးပေးမှုလုံးအမြင့်ဆုံးကစားမဖြစ်ပြီးသူ့ရဲ့ဂိုးဖန်တီးပေးမှုတွေကိုအတုံးချပေးမဲ့ကစားသမားတွေနဲ့ဝင်းရလိုက်မယ်ဆိုရင်သူ့ရဲ့တန်ဖိုးကအခုထက်ပိုမြင့်တက်လာမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါများ view လေးအားလုံးပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။